မြန်မာစပေါ့နဲ့ catch fight ကသင်ဆက်သူကိုအောင်နိုင်စိုးရဲ့နောက်ဆက်တွဲသတင်းပေါ့လေအခုကိုအောင်နိုင်စိုးကတည့်ရတဲ့ငင်းချင်းမိတ်ဆွေတွေကကိုအောင်နိုင်စိုးဘာမှမဖြစ်ဘူးဟိုဘယ်လိုပြောရမလဲအသက် NDA လေးကင်းရှင်းနေဆိုပြီးတော့ online ပေါ်မှာ အချင်းချင်းခါခါသူတို့တည်ရဲ့เนาะသူတို့ ਨੇ ဆက်သွဲရဲဆိုပြီးတော့ပြောခဲ့ကြပါမယ်လေမြန်မာစပော့ကကိုအောင်နိုင်စိုးရဲ့အခုလိုမျိုးเนาะတထိုင်ရရနေတဲ့တပ်ပုံတွေဒါတီးလူမျောပါဖြစ်နေတဲ့အချင်းတွေတချို့ကတော့ကောင်းနိုင်စိုးဆုံးပြီးဆိုပြီးတော့အောင်ပြောကြရပါတော့ဆိုတော့ဒီလိုမျိုးကိစ္စတွေက online ပေါ်မှာရောဟိုတကယ်သူတကယ်ချင်းတွေပြောနေစိုးကเนาะခေတ္တခဏအနာယူတာဆိုရင်ကိုတတိဘာလို့ဘလို့ဖြစ်လို့ပေါ်မလာသေးတာလေအစားရှိတဲ့ဖြစ်မျိုးစုံပြောချရပါတော့ ဆိုတော့ကိုအောင်နိုင်စိုးပြောက်ွယ်သွားနှစ်လလောက်ကြာပြီเนาะလူသေးရောက်ကဗျာကျွန်တော်တို့အောင်လအန်ဆိုင်ရဲ့နောက်ဆုံးပွဲကြီးကိုဟိုကိုအောင်နိုင်စိုးကလည်းပြောခဲ့တယ်ပေါ့เนาะ သူအောင်လက်အဆိုင်နောက်ဆုံးပွဲကြီးကိုသူ့အနေနဲ့လည်းနောက်ဆုံးကြည်သွားစေချင်တယ်ပေါ့နော်ကြည်ရဲ့ကြည်ခဲ့ချင်တယ်ပေါ့နော်ဆိုတော့ကောင်လန်ဆန်ကိုအောင်လက်အဆိုင်ရဲ့နောက်ဆုံးပွဲမှာမနဲ့အစော်ကြီးကျွန်တော်ကွင်းထဲမှာတွေ့ကြမယ်ကောင်လန်နဲ့တွေ့ကြမယ်ပွဲပြီးလည်းများစွာနော်နှုတ်ဆက်နော်ကျွန်တော်ကောင်လန်ကိုနော်တွေ့ဆုံးကြမယ်ရှုံရှုံနိုင်တာအားပေးကြမယ်လို့နှိုးဆော်ခဲ့တာကကိုအောင်နိုင်ဆိုးပဲဖြစ်တယ်ကိုအောင်နိုင်ဆိုးကအောင်လက်အဆိုင်ကိုအရင်ချစ်တယ် သူဒီကစားရင်းနဲ့ပတ်သက်ပြီးတဲ့တင်ဆက်မှုတွေဆက်လုပ်ရတဲ့အချောင်းရင်ကကိုအောင်လအဆန်းကြောင့်လို့ကိုအောင်နိုင်စိုးကဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်ဆိုရဲကကြတော့သူအရန်ဟိုမှာသူ့ဘဝအတွက်အရေးကြီးတဲ့အောင်လအဆန်းရဲ့ပွဲမှာတောင်ရောက်ရှိလာနိုင်ခြင်းမရှိဘူးပြည်သူတွေကိုပြည်သက်တွေကိုရောဘာမှပြောမသွားဘဲနဲ့ထွက်သွားခဲ့တဲ့ကိုအောင်နိုင်စိုးတဲ့င်းကဟိုဇွေဇွာနော်ပြည်သက်တီပြောနေကြတယ်လို့မျိုးတချို့တော့သူနဲ့ယင်းနေသူတွေပြောနေကြတယ်လို့မျိုးအခုတည်းကဘယ်လိုပြောရမလဲ အပေါ်လာတာလေးမရှိတဲ့အတွက်เนาะဒါတော်တော်လေးကိုစိုးရင်သွားချပြီဖြစ်ပါတယ်เนาะသူချတာကအခုလိုမျိုးကောင်းနေဆိုရေပျောက်ကွယ်မှုနောက်ကွယ်မှာသူရဲ့မိမကလေးဘာမှသင်လာခြင်းမရှိဘူးဆိုတော့ဟိုအခု online ပေါ်မှာချက်ပေါ်လာနေတယ်လို့မျိုးပေါ့လေအသက်ဆုံးမသွားတဲ့ဆိုရအရာမျိုးတော့လုံးဝအာမဖြစ်နိုင်ဘူးဒါပေမဲ့ကို online ဆိုဟာတကယ့်ကိုမှဘယ်လိုပြောရမလဲเนาะဟိုအချိန်ကြီးဆူဆူဝါးတစ်ခုနေရင်ဆိုင်ဂျုံတွေ့နေရတာ ဖြစ်တယ်လို့တော့အသိပြုပြစေ။เนาะကျွန်တော်တို့အချိန်နေဆိုတဲ့နေရာမှာ emotion နဲ့เนาะစိတ်ခံစားမှုအပိုင်းဆိုင်ရာတော့လောကောင်းเนาะကျွန်တော်တို့မိသားစုမှာအခက်အခဲเนาะကျွန်တော်အိမ်ထောင်ရေးမှာအခက်အခဲတော့လောကောင်းခုခုဒါ emotion နဲ့ damage เนาะဖြစ်စေတဲ့အရာမျိုးရင်းဆိုင်ကြုံတွေ့နေရတယ်လို့ကျွန်တော်နေနဲ့သုံးသပ်ပြစီပါเนาะ